ါတို့ရဲ့ဘသူကလေဒါမတက်တာလို့လုတ်ပေးရတာဘာညာအဲဒီဘက်လေလာပါလာပါအဲ့ဒိန်းလာပါအပူနဲ့အဲ့ဒိန်းလာမတက်တာလို့လုတ်ပေးရတာတဏ္ဍကြီးထောက်ခိုင်းတော့လောက်ရပြီပေါ့ကိုကတဏ္ဍထောက်ခိုင်းတယ်လို့ပြောမှာသကလုံးအဲ့လိုရတော့မှတ်မိကြအောင်အကယ်ဒီပေးဖို့တက်တဲ့ချိန်မှာတချို့လူများများကြောတယ်ဘလို့နေလဲပြောရင်မှတ်ပါမှာဆိုလို့ဒီလောက်နဲ့ပဲတာကျေးဇူးတင်တာကမချောင်ပြောလို့အဲ့ဒီလုတ်ဆင်းသွားတာခင်ဗျအဲ့လိုကြီး short တော့လို့မရဘူးခင်ဗျအဲ့ဒီမှာဟိုဟိုဟိုမင်းသမီးဆိုလဲမလေးဝန်ကြီးက like ခေါ်တော့တော့ तू ကချောချောနဲ့လုတ်တာအဲ့လိုလုတ်တာ လူတွေကြည့်တော့ဖြင့်ဟိုမြန်မာနိုင်ငံမှာပဲဟိုလူရင်းကျဲလုံနိုင်တဲ့အင်ကျက်အဆင့်တွေကြက်တောင်ရိုးကျက်မှုအင်ကျက်အဆင့်တွေအဲ့လိုအဆင့်တွေလူကြည့်တော့ဟိုဟိုပြောရမယ်ဆိုဟိုအချင်းပေါင်းတဲ့အဆင့်တော်မရှိဘဲနဲ့ဖင်ကောင်းကျဲခြင်းတဲ့အုပ်စုတွေပွင့်လဲပြောတယ်လူကြည့်တော့အချင်းပေါင်းတဲ့လောက်တော့အချင်းဒီအချင်းပေါင်းတဲ့အချင်းဒီလောက်တော့မရှိဘဲနဲ့ဖင်ကောင်းကျဲဖို့အနေထားမျိုးလုပ်တယ်ဆိုတော့တခါကြရင်တော့ဖင်ကောင်းအသိကျဲတာတော်တော်ကျဲလုံးတယ်လူတို့ကိုလူဘာဝအကျန်းဖက်လို့အမရဘူးမင်းတို့စစ်အာဏာရှင်တွေအတွက်ဝါဒဖြန့်ချီရေရုပ်ရှင်မရိုက်ပေးလို့အနုပညာရှင်တွေကိုဖမ်းတယ်ဆိုတော့ မင်းတို့တော့အောက်တန်းကြတဲ့အာနာရှင်ကဘာမှမရှိဘူးနော်ကဘာမှာဆက်အာနာရှင်တွေအများကြီးပေါ်ခဲ့ဘူးတဲ့ကဘာမှာရုပ်မာတယ်ရိုင်းဆိုင်တယ်ရက်ဆက်တယ်အောက်တန်းကြတယ်ဆိုတဲ့ဆက်အာနာရှင်တွေအများကြီးပေါ်ခဲ့ဘူးတဲ့မင်းတို့မြန်မာနိုင်ငံကစစ်ခွေးမင်းအောင်လိုင်တော့အောက်တန်းကြတဲ့စစ်အာနာရှင်အာနာယူကဘာမှာမရှိသေးဘူးတတ်တာလို့လောက်ရတယ်ဆိုတဲ့ပုံစံမျိုးနဲ့တစ်ဖက်လှည့်နေ သူတို့ရဲ့ lobby တွေကနေတဆင့်ဝါရပြန်ပြောင်းအောင်ပါမပူနဲ့မတက်တာလို့လောက်ရတယ်ဆိုပြီးတနက်ကြီး6ထောက်တော့ထောက်ထားမှာတော့ငါတို့ပြောရတာပေါ့ကွာဆိုတော့ခေါင်းစဉ်တွေပြန်လှည့်ကြအောင်ပါမပူနဲ့အဲ့ဒါလာအောင်ပါအဲ့ဒါကိုလည်းအာနာမေဖွဲ့စည်းတဲ့တိဖို့လိုတယ်လူကြီးတွေကိုယ်တိုင်အကိုမလေးဘုဒ္ဓမြတ်ရှင်ရှင်မြင်သူတို့ကမသိအများဘူးမိုးကြွယ်ရွှေကိုမိုးဝါကြတရားမင်းမြင်ရသလိုမျိုးနဲ့ဟီးဟဲနဲ့တွားပြီးဖျဲကြတာလူကြီးတွေကလူကြီးတွေဝင်ကြီးတွေအဆင့်ကဝင်ကြီးတွေဗာကြီးညာကြီးတွေပေါ့အကောင်ကြီးတွေပေါ့ဗျာခမရတို့ကလည်းအဲ့အမှုပညာတွေလို့မျက်နှာကြောတင်းတင်းနဲ့ခတ်မှမှခတ်ပြပြဆက်ဆံနိုင်ဖို့လိုတယ် ဲ့လိုမှအဲ့လူတွေချိုးပြီမှာခင်ဗျားတို့ဟီးဟဲသွားလုပ်နေသူတို့ကဘာလဲဆိုတော့ထုတ်လိုက်တဲ့ငွေရှိတယ်မှာကငပိုးကြီးတွေပါကွာဆိုပုံစံဖြစ်သွားရောခင်ဗျားတို့လည်းစင်ကြင်ကြဖို့လေဝန်ကြီးတွေညနာတွေပြုတ်တာကောင်းကောင်းပြောတရားလေးပြောပါခင်ဗျားတို့တရားလေးပြောပါဆိုတော့လုံမရဘူးပုံနဲ့ပြန်ပါစောက်ကိုကြည့်နေတယ်လားဒီအကုန်လုံးပိုင်ရှင်တွေခေါ်မင်းတို့လောင်းလောင်းခဏလောင်းခေါ်လောင်းမင်းဖိုးဝင်နေဘဏ္ဍာကရခဲ့ဘဏ္ဍာကโอเคကောင်းတယ်အဲ့ကားရခဲ့ရဖိုးတကားကိုဘယ်လောက်ပေးရလဲမေးလိုက်ရှင်းရှင်းပေးလိုက်ဟာဘယ်လောက်ပေးရမလဲโอเคကား၁၀ကားဆိုရင်တကားကိုကျွန်တော်သိသောကပေးရမယ်၁၀ကားသိသောတော့ကဲဖိုးဝင် အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ရွေးကောက်ပွဲပူးပေါင်းပါဝင်ပေးဖို့စစ်တပ်ကတောင်းဆိုထားတော့လေပြုံးပျော်ရွှင်စွာရိုက်ကူးမပေးတဲ့အမှုပညာရှင်တွေနဲ့တနတ်ထောက်ခိုင်းလို့လုပ်ရပါတယ်ဆိုတဲ့အမှုပညာရှင်တွေကိုပိုင်ဆိုင်မှုချိတ်ပိတ်တီအထိအေးအေးယူပေးဖို့ကြုံမျိုးမင်းပြောလာသည်မူအဆုံးထိနားဆင်ဝေဖန်တုံးသက်ပေးသွားကြပါအောင်ခင်ဗျာမင်းတို့ကစစ်အာဏာရှင်ကိုခံယူတာချင်းတူရင်တောင်မှလေ ကဖာမှာတကယ်အောက်တန်းအကြဆုံးအဆုံအပြတ်ဆုံးအယုတ်အညံ့ဆုံးမိမရှာအချောက်လောက်တောင်မှတန်ဖိုးမရှိတဲ့ကောင်လေအဲ့ဒါလို့ပြောလို့ LGBT တွေသူကနစ်နာစရာဖြစ်အောင်မယ်တကယ် LGBT အစ်စ်တွေကတကယ်ကိုတက်သည့်ဂုံတိတ်ခါနဲ့အမတန်ပြည့်စုံတဲ့ LGBT တွေဗျအဲ့တော့မြန်မာနိုင်ငံကစစ်ခွေးတွေကိုမေကိုလိုးတွေတရွှေတမျိုးလုံးကိုကိုကိုပြန်လိုးမဲ့ကောင်လေဘလို့ဆဲလို့ဆဲရမှန်းအောင်မသိတော့တော်တော်အောက်တန်းကြတဲ့ခွေးမသားတွေ အဲ့တော့ဒီလောက်ဆိုရင်ကျွန်တော်တို့မြန်မာပြည်သူလူထုအားလုံးနားလေသဘောပေါက်သိပြီဒီစစ်အာဏာယူစစ်ခွေးတွေဟာသူတို့အကျိုးစီးပွားအတွက်ဆိုရင်တနိုင်ကန်လုံးကိုလည်းမီးလောင်ပြာချဘဒုကိုမစုဘာမစုအကုန်လှုပ်ရဲတယ်ဆိုတာပေါ်လွင်နေပါပြီအဲ့ဒီတော့ကျွန်တော်တို့မြန်မာပြည်သူလူထုတွေငြိမ်မနေကြပါနဲ့တော့ကြောက်မနေကြပါနဲ့တော့မှတ်ထားလောကမှာလူဆိုတာလေစပ်ပလိန်လိုပဲပြည့်ရင်ပို့ပြီးပြည့်တယ်ကျွန်တော်တို့ကံအားနဲ့ကံမတာလင် ကျွန်တော်တို့ကိုဖိနေတဲ့လူတွေအားလုံးလွင့်စင်ထွက်သွားမှာဖြစ်တယ်အားလုံးတောက်မနေပါနဲ့တော့ရုံထဖို့အချိန်တန်ပြီကြပါနော်ဒီမှာကြည့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 ်နော်အဲ့ဒါတွေကဟိုနေ့စဉ်နေ့တိုင်းဒါကျွန်တော်တို့ရဲ့ကွန်မန့်တွေမှာမက်ဆန်ဂျာတွေမှာနေ့စဉ်နေ့တိုင်းလာပြီးချင်းချောင်းနေတဲ့စာတွေဖြစ်ပါတယ်ဒါကကျွန်တော်တက်ရောက်တယ်မဟုတ်ဘူးမြန်မာတိုင်းနိုင်ငံလုံးဒီစစ်အာဏာရှင်ကိုတွန်းလှန်နေတဲ့ လူတွေအကုန်လုံးမြမပြည်ဖင်းထဲမှာရှိတဲ့ပြည်သူတွေအကုန်လုံး54တန်းသောပြည်သူတွေအကုန်လုံးကိုဒါချင်းချောင်းနေတာအဲ့တော့ဆိုလိုချင်တဲ့ဘောကသူတို့ကလှုပ်ချင်တာလှုပ်မယ်ဖမ်းချင်တဲ့လူကိုဖမ်းမယ်တတ်ချင်တဲ့လူကိုတတ်မယ်လှုပ်ချင်တယ်လို့လှုပ်မယ်ဘာမှပြန်မပြောနဲ့ပြန်ပြောရင်တည်တံတည်ရမယ်သူတို့လှုပ်ချင်တာလှုပ်ပြလိုက်လို့ရတယ်ဆိုတဲ့ပုံသဘောကိုဒါတက်ရောက်နေတာဖြစ်ပါတယ်အဲ့ဒီတော့ကျွန်တော်တို့ သူတို့ပြောသလိုမျိုးနော်မြန်မာပြည်တဲကိုပြန်ခဲ့ပါမြန်မာနိုင်ငံမှာလာပြောပါဆိုတော့ဒါဆိုရှင်းနေတာပဲနော်မြန်မာနိုင်ငံအတွင်းထဲမှာရှိနေတဲ့လူတွေသူတို့ရဲ့ပိုင်နက် area နော်သူတို့အာနာသိမ်းထားတဲ့ထိန်းချုပ်မှုအောက်မှာရှင်သန်နေရတဲ့လူတွေရဲ့ဘဝကနော်ဟိုတားရဲတိရစ္ဆာန်တကောင်လိုစက်ကလေးငှက်ကလေးလိုမှတန်ဖိုးမရှိတော့ဘူးသူတို့တတ်ချင်တယ်လို့တတ်မယ်ဖမ်းချင်တယ်လို့ဖမ်းမယ်လှုပ်ချင်တယ်လို့လှုပ်မယ်ဆိုတဲ့ဒါသဘောကိုတက်ရောက်နေတာဒါအလုံးသိတဲ့အတိုင်းပဲဖြစ်မှာပါ ဲ့တော့အမှန်တရားဆိုတာကဘယ်ကနေနေဘယ်မှာပဲပျော့ပျော့အမှန်တရားဒီအမှန်တရားပဲအဲ့တော့ဒါကကျွန်တော်တို့မြန်မာပြည်လင်းထဲမှာရှိတဲ့လူတွေအကုန်လုံးရဲ့ဘဝကိုဒါချင်းချောင်းနေတာအဲ့တော့ဗမာလဲကျွန်တော်တို့ရဲ့လူအခွင့်ရေးဗမာလဲလူသားတစ်ယောက်ရဲ့လူလက်ခွင့်လူသားတစ်ယောက်ရဲ့ဖြစ်တည်မှုဒါကလူဆိုတာမျိုးက suffering လို့ပဲပြီးရင် ပြီးဝင်သွားတယ်ကျွန်တော်တို့အဖိတ်ခံနေဒီွေအဲ့ဒီစပလိန်ကပြီးဝင်သွားမှာကျွန်တော်တို့တုံးကန်အားနဲ့တော်လန်မတာလင်ကျွန်တော်တို့ကိုဖိနေတဲ့လူတွေအကုန်လုံးကလွင့်စင်ထွက်သွားမှာဖြစ်တယ်ကျွန်တော်တို့ဒါကိုကြောက်လို့အလျှော့ပေးလိုက်မယ်ဆိုရင်ကျွန်တော်တို့တင်မဟုတ်ဘူးနောက်မှမြန်မာနိုင်ငံမှာမွေးဖွားလာမဲ့လူတွေအကုန်လုံးကျွန်တော်တို့ထက်ကိုပို့ပို့ပြီးတော့ကြောက်ရတဲ့ဘဝတွေကျွန်တော်တို့ထက်ကိုပို့ပို့ပြီးတော့မှ ဆင်းရဲနှိပ်ကြအောက်တန်းကြတဲ့ဘဝတွေကိုရင်ဆိုင်နေကြရမှာဖြစ်ပါတယ်။အဲ့ဒီတော့ဒီစစ်အာဏာရှင်တွေရဲ့ဖိနှိပ်မှုတက်ပြတ်မှုနှင်းပန်းနှိပ်စက်မှုအနိုင်ကျင့်မှုတွေကိုကျွန်တော်တို့ဘဝတွေကျွန်တော်တို့မျိုးဆက်မှာတာနောက်ဆုံးထားပြီးတော့ကျွန်တော်တို့ရင်ဆိုင်ခဲ့ရရင်ဆိုင်အနိုင်ယူခဲ့မှဒါလေနောက်မှာမွေးဖွားလာမယ်ကျွန်တော်တို့ရဲ့မျိုးဆက်တွေအလုံးဝင်လွတ်လပ်ပြီးတော့မှ လူသားတန်ဖိုးနဲ့အညီလူတယောက်လို့ရှင်တန်နေထိုင်တာမှာဖြစ်ပါတယ်အဲ့ဒီတော့ကျွန်တော်တို့ပြည်သူတွေကြောက်မနေကြပါနဲ့တော့အားလုံးစုပေါင်းပြီးတော့ဂျိုင်းလူတွန်းလှန်ရမယ်အချိန်ကိုရောက်ရှိလို့လာပါပြီကျွန်တော်တို့ကဒီအချိန်မှာတာဝန်မကျေတာဝန်မတိရှောင်ပြေးအရှုံးပေးခဲ့ကြရင်နောက်မှမြန်မာနိုင်ငံမှာမွေးဖွားလာမဲ့လူတွေအလုံးအလုံးကျွန်တော်တို့ရဲ့မြီးတွေမြစ်တွေ သားတွေတမီးတွေအကုန်လုံးကဒီစစ်အာဏာရှင်တွေစစ်အာဏာရှင်ရဲ့မိသားစုတွေကောင်းစားရေးအတွက်ကျုံတပွဲပေးဆက်ရမယ်ဘဝကိုရင်ဆိုင်ကြရလိမ့်မယ်အဲ့ဒီလိုရင်မဆိုင်နိုင်ဘူးကျွန်တော်တို့နောက်မှာမွေးဖွားလာမယ့်မျိုးဆက်တစ်တွေကိုဒီလိုနှိပ်ကြပြီးတော့မှအောက်တန်းကြတဲ့ဘဝကို မပေးလို့ဘူးဆိုရင်ကျွန်တော်တို့ဒီစစ်အာဏာရှင်ကိုဒီຫນွေဥတော်လန်ရေးမှာနိုင်အောင်တော်လန်မကိုရောက်မှာပါအဲ့တော့ဗျာကျွန်တော်တို့အာတော်လန်ရေးအခုဆိုရင်9နှစ်ရှိလာပြီဆိုတော့ဗျာအော်ဘဒုကဘာဘယ်အဖွဲ့အစည်းကဘာမြန်မာနိုင်ငံရဲ့အခြေအနေကဘာဆိုတာလဲအကုန်လုံးကဟောသိနေပြီဆိုတော့လေကျွန်တော်စကားနည်းများမပြောတော့ဘူးအဲ့တော့ကျွန်တော်ဒီဟာလေးကိုပဲထောင်ထားလိုက်တော့မယ်နော်ဒီဟာလေးထောင်ထားပြီးတော့ပဲကျွန်တော်ဒီနေ့တညလုံးအလှူခံမယ်ဗျာရချင်တဲ့လောက်ရအဲ့ကျွန်တော်တို့ဘလောက်ပဲပြင်ပန်းပြင်ပန်းကျွန်တော်တို့ဟော ကြည်စံတောက်ဖို့ရရင်လည်းကျွန်တော်တို့မြေပြင်မှာအခက်အခဲရှိနေတဲ့ရဲဘော်တွေတို့ကအကူအညီရတယ်။နှစ်တောက်ဖို့ရရင်လည်းအကူအညီရတယ်။အဲ့တော့ကျွန်တော်ဒီတိုင်းလေးပဲလူခံတော့မှာဗျာ။အဲ့တော့ကျွန်တော်တို့ ကျွန်တော်တို့တော်လိုင်းကြီးမိဘဗီဒီယိုများအလုံးမင်္ဂလာပါတယောက်ကို90နှစ်နိုင်100နှစ်နိုင်1000နှစ်နိုင်1000နှစ်နိုင်တက်နိုင်တဲ့လောက်ပါဝင်ပေးလို့ရပါတယ်เนาะအဲ့တော့တရားလဲလူလို့ရတယ်90လဲလူလို့ရတယ်9000လဲလူလို့ရတယ်1000လဲလူလို့ရတယ်ဟောဟို9000 1000ဆိုတာကဟိုမြန်မာငွေနဲ့ပြောတာလीเนาะအဲ့တော့ထိုင်းနိုင်ငံမှာရှိကြတဲ့ညီကိုမောင်မတွေတရားကို90လူလဲရတယ်တရားလူလဲရပါတယ်ကျွန်တော်တို့ကြည်စံဖို့တက်နိုင်တဲ့လောက်ပါဝင်ပေးကြပါခင်ဗျာအခုဆိုရင်ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ကျွန်တော်တို့ຫນွေဦးတော်လှန်ရေးရဲ့အခြေအနေကအမြင့်ဆုံးနဲ့အရေးအကြီး ရွေးကောက်ပွဲဝါဒဖြန့်မှုမပူးပေါင်း၍နမဲကြီးမင်းသမီးဖွေးဖွေးဖန်းစည်းခံရဟုတရင်ထွက်ပေါ်စစ်အုပ်စု၏အမှုပညာရှင်များအပေါ်ဖိအားပေးမှုများဆက်လက်မြင့်တက်စစ်ကောင်စီ၏ရွေးကောက်ပွဲဝါဒဖြန့်စည်းရုံး၏လှုပ်ရှားမှုများတွင် ပါဝင်ရန်ငြင်းဆန်ခဲ့သည့်နမဲကြီးအကယ်ဒမီတရုတ်ဆောင်ဖွေးဖွေးကိုစစ်အုပ်စုကဖန်းစည်းသွားကြောင်းအမှုပညာတိုင်းဝိုင်းကအတည်ပြုပြောဆိုလျက်ရှိသည် ပြည်ဦးလွေမြို့တွင်စကားရိုက်ကူးနေစဉ်စစ်ကောင်စီဘက်မှလာရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု People Spring ကသတင်းဖော်ပြသည်စစ်ကောင်စီအားပေးသည့် Telegram Channel များကလည်းနိုဝင်ဘာ6ရက်နေ့တွင်ရွေးကောက်ပွဲလှုံ့ဆော်ရေးအတွက်ခေါ်နေရမလာတဲ့အကယ်ဒမီများရှင်မင်းသမီးလေးပြည်ဦးလွေမှာအခေါ်ခံလိုက်ရပါပြီဟု၍ဝါဒဖြန့်ချိခဲ့ကြပြီဖမ်းဆီးပြီးနောက်စီးရုံးမှုများပြုလုပ်နေကြောင်းလည်းဆိုသည်စစ်တပ်အမခံထောက်ခံသူကျော်မျိုးမင်းကနိုဝင်ဘာ9ရက်နောက်ဆုံးထားပါဝင်ရန်ညွှန်ကြားထားသည့် ကမ်ပိန်းတွင်ဖွေးဖွေးနှင့်အလင်းရောင်တို့ဆက်သွယ်၍မရကြောင်းထုတ်ဖော်ပြောကြားခဲ့ပြီးမပါဝင်သူများကိုရခင်အာဏာသိမ်းကာလပါဝင်မှုများပါဝင်အခြားကိစ္စများဖြစ်ပါအရေးယူမည်ဟုချိန်ချောက်ထားသည့်အောက်တိုဘာ30ရက်နေ့ကစစ်တလက်အောက်ခံပြန်ကြားရေးဝန်ကြီးဌာနသည်အမှုပညာရှင်အလုံးကိုအရေးပေါ်အစည်းအဝေးခေါ်ယူကာမဖြစ်မနေပါဝင်ရန်နှင့်ညှင်းဆန်းပါကအရေးယူမည်ဟုချိန်ချောက်ခဲ့ပြီးနောက် ရိုက်တာဝိုင်းမီးပွားဝင်းလွင်ထက်အော်ရတာနှင့်တရုတ်ဆောင်များဖြစ်ကြသည့်အိန္ဒြာကျော်စင်ပြည်တည်ဦးစသည့်နမည်ကြီးများပါမကျန်ဝါရဖြန့်ရုပ်ရှင်များရိုက်ကူးပေးနေရကြောင်းစုံစမ်းသိရသည်တိုးသောစစ်အုပ်စု၏ဝါရဖြန့်စကားကိုဝေဖန်သူများအပေါ်ပြည်သူများကဆန့်ကျင်သပိတ်မှောက်မှုဘွိုက်ကတ်နှင့်လူမှုရေးပြစ်ဒဏ်ခံမှု social punishment များပြုလုပ်လာခဲ့သည် ထို့ပြင်ဝါဒဖြန့်စက်ကားကိုဝေဖန်သူတို့မဟုတ်ထောက်ခံသူများကိုလည်းဒါရိုက်တာ၃ဦးနဲ့တရုတ်ဆောင်၂ဦးကိုဖမ်းဆီးခဲ့ခြင်းကအမှုပညာလောကအပေါ်ဖိအားပေးမှုမြင်မြပြင်းထန်ကြောင်းထင်ရှားစေသည့်နောက်ဆုံးရသတင်းများတွင်ဖွေးဖွေးပြန်လွတ်လာပြီးအလင်းရောင်ထပ်မံဖမ်းဆီးခံရသည်ဟုစစ်တပ်ထောက်ခံသည့်သတင်းဌာနတစ်ခုကဖော်ပြတော်လဲ People Spring အနေဖြင့်တိတက်အတီးပြုတ်နိုင်ခြင်းမရှိသေးကြောင်းလည်းသိရှိရသည် သောအခြေအနေကိုရောက်နေပါတယ်အဲ့တော့ကျွန်တော်တို့ဒီအချိန်ကစကားအများကြီးပြောစရာမလိုတော့တဲ့အချိန်ပါကျွန်တော်တို့ကစကားတွေအများကြီးပြောရမယ်အစားရန်သူစခန်းကိုတက်သိမ်းရမယ်အချိန်နေပြည်တော်ကိုတက်သိမ်းနိုင်ဖို့အတွက်အားလုံးကြိုးစားရမယ်အချိန်ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့စကားအများကြီးပြောစရာမလိုပါဘူးညီပြမတိုက်ပွဲဝင်နေတဲ့ရဲဘော်တွေအတွက်လိုအပ်နေတဲ့ကြည်စံလက်နက်စေဝါရိတ်ခါအဲ့တော့ကျွန်တော်တို့အလှူခံပါတယ်တက်နိုင်တဲ့လောက်ပါဝင်ပေးကြပါဗျာနော်အဲ့တော့ကျွန်တော်ဒီတလကတော့ငင်းကြံခရိုင်မှာရှိတဲ့အဖွဲ့တွေကိုကျွန်တော်ရတဲ့လောက်မျှဝေပေးဖို့အတွက်အလှူခံနေတာဖြစ်ပါတယ် တို့ပြည်တွင်းပြည်ပမှာရှိကြတဲ့ညီကောင်မတွေအားလုံးအားလုံးတက်နိုင်သလောက်ပါဝင်ကူညီပေးကြဖို့အားလုံးကိုမြေသားရက်ခံပါတယ်ဖိတ်ခေါ်ပါတယ်ကျွန်တော်တို့ဒီအချိန်ကတော့အရေးအကြီးဆုံးနဲ့အလိုအပ်ဆုံးအချိန်တွေပါအားလုံးသိတဲ့အတိုင်းပဲเนาะကျွန်တော်တို့စကားတွေအများကြီးပြောစရာမလိုတော့ဘူးတော်လန်ရေးကလည်း9နှစ်တောင်ရှိလာပြီဟောဘဒူကပါလဲမြန်မာနိုင်ငံရဲ့အချိန်တွေကပါလဲလက်ရှိတော်လန်ရေးရဲ့အချိန်တွေကမာဖြစ်နေလဲဆိုတာအားလုံးလည်းသိပါတယ်အဲ့တော့ကျွန်တော်တို့ဒီအချိန်ကတော့ရန်သူစခန်းကိုတက်သိမ်းရမယ့်အချိန်မှာစကားတွေအများကြီးပြောရမယ့်အချိန်မဟုတ်တော့ပါဘူး အဲ့တော့အာကျွန်တော်တို့မိဘပြည်သူများအားလုံးပြည်သူတယောက်ချင်းစီတိုင်းကကိုစီကိုစီတာဝန်အသိစိတ်နဲ့ကိုတက်နိုင်တဲ့အခန်းကဏ္ဍကနေပြီးတော့ပါဝင်ပေးကြဖို့အားလုံးကိုဖိတ်ခေါ်ပါရစေเนาะတယောက်ကိုအာထိုင်းဘတ်ငွေ90နိုင်နိုင်100နိုင်နိုင်เนาะမြန်မာငွေ1000နိုင်နိုင်2000နိုင်နိုင်တက်နိုင်တယ်လို့ပါဝင်ပေးကြဖို့အားလုံးကိုမြေတားရက်ခံပါတယ်အလုပ်သိပါတယ်เนาะကျွန်တော်ကိုအအရင်တုန်းကရင်းနှီးဖူးတဲ့လူဆိုသိမှာပါကျွန်တော် live လွှင့်ပြီးတော့အလှခံရိုးထုံးစံမရှိဘူးကျွန်တော်လုံနိုင်တာတွေလုံပြီးပြီးတော့ကျွန်တော်ရဲဘော်တွေကျွန်တော်ထောက်ပံ့နိုင်တယ်လို့ကျွန်တော် အောက်ကနေတာအားလုံးနဲ့သိပါတယ်နော်ကျွန်တော်အရင်တုန်းကလိုက်လို့ရင်ကျွန်တော်အလှမခံဘူးဘာလို့လဲဆိုတော့ကျွန်တော်လိုက်လို့ရင်နိုင်ငံရေးနဲ့ပတ်သက်ပြီးတော့ဒီတုံးသက်တာတွေဆွေးနွေးတာတွေနော်အဲစိတ်သက်ခွန်အားပေးတာတွေစီယုံရင်းလုပ်တာတွေပဲကျွန်တော်လုပ်တယ်ကျွန်တော်လိုက်လို့ရင်ပြီးတော့အလှခံရုံးထုံးစံမရှိဘူးဒါပေမဲ့အခုကကျွန်တော်တို့နိုင်ငံရေးຫນွေဦးတော်လှန်ရေးရဲ့အရေးအကြီးဆုံးနဲ့ အလိုအဆုံးချိန်တွေကိုရောက်နေတဲ့အတွက်ကြောင့်ကျွန်တော်လိုက်လွင်ပြီးတော့အလူခံရခြင်းဖြစ်ပါတယ်။နောင်လဲလိုက်လွင်ရင်အလူပဲခံပါပါ။တခြားဟိုဘလို့လဲ။တခြားစကားများများပြောရမယ့်အချိန်မဟုတ်တော့ဘူးဗျ။ဒီချိန်ကစကားများများပြောရမယ့်အချိန်မဟုတ်တော့ဘူး။ရန်သူစခန်းကိုတက်သိမ်းရမယ့်အချိန်။နောက်ပြီးတော့ဟိုကိုချင်းချင်းစကားတွေများရမယ့်အချိန်လည်းမဟုတ်တော့ဘူး။နော်ဟို။ကိုအချင်းချင်းတယောက်ကိုတယောက်ကိုတစ်ဖက်ကိုတစ်ဖက်တစ်ဖက်ကိုတစ်ဖက်ထိုးချရမယ့်အချိန်လည်းမဟုတ်တော့ဘူး။ဒီချိန်ကကျွန်တော်တို့အားလုံးနေပြည်တော်ကိုတက်သိမ်းရမယ့်အချိန်ရန်သူစခန်းကိုတက်သိမ်းရမယ့်အချိန်။အဲ့တော့အဲ့လိုနေပြည်တော်ကိုတက်သိမ်းနိုင်ဖို့ရန်သူစခန်းကိုတက်သိမ်းနိုင်ဖို့ဆိုကျွန်တော်တို့မှာလိုအပ်ချက်တစ်ခုပဲရှိတယ်။ကြီး ံစေဝါစာနဲ့ရိတ်ခါဒီဟာတွေအရေးကြီးပါဒီဟာတွေရှိမှကျွန်တော်တို့ကနေပြီးတော့တက်သိမ်းလို့ရမှာအဲ့တော့မင်းတို့တော်လိုင်းရအခုချိန်ထိမပြီးသေးဘူးလားမင်းတို့တော်လိုင်းရအခုချိန်ထိနေပြီးတော့တက်မတိုက်သေးဘူးလားမင်းနေမင်းနေရုံနဲ့မရဘူးတက်တိုက်ဖို့ဆိုတာပတ်စံလိုအပ်တယ်နော်အဲ့တော့ဟို15မိနစ်သာစစ်ပွဲတစ်ပွဲဖြစ်ရင်တော့မှကျွန်တော်တို့ကြီးစံအနည်းဆုံးတောင်းနဲ့ချီကုန်တယ်အဲ့တော့ကြီးတောက်ရဲ့တန်ဖိုးကတောင်းကြော်တယ် တော့15မိနစ်လောက်ပြစ်ပြီးဆိုရင်အနည်းဆုံးညမငွေ300 300ကအတာလေးကုန်တယ်ဒါ15မိနစ်စာပြောတာနော်အခုဆိုရင်မန္တလေးမှာ2လကျော်ပြီဒါမန္တလေးနဲ့မြင်းကြံအတွင်းမှာ2လတိတိ2လကျော်နေပြီဒါစစ်ကောင်စီကလေရင်နဲ့ဘုံလာကျဲတယ်လက်နက်ကြီးတွေနဲ့လာလာပြစ်တယ်သူတို့စိတ်ရှိတိုင်းလာလာပြစ်တယ်ကျွန်တော်တို့ရဲဘော်ဒီမှာကကြီးစံကအလုံးအလောက်မရှိဘူးသိရှိတိုင်းပြန်မပြစ်နိုင်ဘူးအဲ့တော့နှစ်လလုံးလုံးဘလောက်တောင်ခုခံနေရမလဲစဉ်းစားတာကြည့်တော့အဲ့တော့ကျွန်တော်တို့ဒီအချိန်မှာအလိုအပ်ဆုံးကတော့ကြည်စံကြည်စံလိုပါတယ်အားလုံးတက်နိုင်တဲ့လောက်ပါဝင်ပေးကြပါဗျာ ခက်တာကကျွန်တော်ရဲ့ Facebook ကလည်းနော်ခက်တာကကျွန်တော်ရဲ့ Facebook ကောက်ကလည်းစာရွက်စာတမ်းတွေတင်လို့မရဘူးစာရွက်စာတမ်းတွေပြရတာနဲ့အပိတ်ခံရတယ်အဲကြောင့်တိတ်လဲမပြရဲဘူးကျွန်တော်တို့အဲ့လိုဘုံပြုမှတ်တမ်းတွေတို့အနောက်တဲ့ရဲဘော်တွေနဲ့ပတ်သက်တဲ့စာရွက်စာတမ်းတွေဆိုတင်လို့လုံးဝမရဘူးအဲ့ဒါကြောင့်ဒီဟာတော့တိတ်ပြလို့မရဘူးခဏနေ Facebook ကပိတ်အောင်မှာခဏက like တစ်ခုကပိတ်ပြီးသွားပြီဒါကုပြန်လွှင့်တာအားလုံးပဲမင်္ဂလာပါအဲ့တော့ကျွန်တော်တို့ ီချိန်ကစကားတွေအများကြီးပြောရမယ့်အချိန်မဟုတ်ပါဘူးကျွန်တော်တို့ကနေပြီးတော့တက်သိမ်းရမယ့်အချိန်ရန်သူစကန်းကိုတက်သိမ်းရမယ့်အချိန်အခုချိန်ကဘာဖြစ်နေတာလဲဆိုတော့ကျွန်တော်တို့ရဲ့လူဦးတော်လှန်ရေးက90 90ပြည့်နေတယ်90 90ဆိုတာကကိုဘက်ကရန်သူစကန်းကိုတက်သိမ်းနိုင်ရင်နေပြီးတော့တက်သိမ်းနိုင်ကျွန်တော်တို့နိုင်မယ်သူ့ဘက်ကကျွန်တော်တို့ကိုချိန်မုံသွားရင်သူနိုင်မယ်အခုကျွန်တော်တို့လက်ရှိတော်လှန်ရေးအခြေအနေက90 90ဖြစ်နေတယ် အဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့ပြည်သူလူထုတွေအားလုံးအားစိတ်ထုတ်ဖို့လိုပါတယ်ကိုတက်နိုင်တဲ့ဘက်ကနေတာဝန်အသိသိနဲ့အားလုံးတက်နိုင်တဲ့လောက်ပါဝင်ပေးကြဖို့အားလုံးကိုမြတ်တာရက်ခံပါတယ်အဲ့ဒီတော့ဟိုကိုနဲ့ရင်းနှီးတဲ့ PDF အဖွဲ့တွေရှိတယ်နော်ကိုယွာမှာ PDF အဖွဲ့တွေရှိတယ်ကိုမျိုးမှာ PDF အဖွဲ့တွေရှိတယ်ကိုတငယ်ချင်းတွေ PDF အဖွဲ့တွေရှိတယ်ဆိုရင်ကိုအမှန်တကယ်ယုံကြည်စိတ်ချရတဲ့ကိုအဖွဲ့တွေကိုကိုမြေပြင်ကိုတိုက်ရိုက်ထောက်ပံ့ပါလှူဒန်းပေးကြပါနော်အဲ့လိုမှအဆက်အသွယ်မရှိဘူးအခုအခုကျွန်တော်လုပ်နေတဲ့ကမ်ပိန်းကတော့ကျွန်တော်အခုကြီးစံ9000ကမ်ပိန်းလုပ်နေပါတယ်ဒီကြီးစံ9000ကဘာအတွက်လဲဆိုတော့ မြင်းကြံခရိုင်အတွင်းမှာရှိတဲ့ PDF အဖွဲ့ဒီအားလုံးကိုမျှဝေထောက်ပံ့ပေးဖို့အတွက်ကျွန်တော်ကြည်စံ9000ကမ်ပိန်းလေးလုပ်နေပါတယ်အဲ့ဒီထဲမှာပါဝင်ပေးလို့လည်းရပါတယ်ကျွန်တော်ဒီမှာမပါဝင် ခြင်းဘူးဆိုရင်လည်းကိုယ်နဲ့ရင်းနှီးတဲ့ PDF တွေရှိရင်မြင်းပြင်ကိုတိုက်ရိုက်သွားပြီးတော့လှူပေးပါကျွန်တော်စီမှာမပါဝင်ခြင်းဘူးဆိုရင်လေကိုနဲ့ရင်းနှီးတဲ့ ို့ရက်ကို့ရွာမှာ PDF အဖွဲ့တွေရှိရင်ကိုယ်တိုင်ဓာတ်ရိုက်သွားပြီးတော့လှူပေးကြပါအဓိကကကျွန်တော်တို့မြေပြင်မှာစစ်တိုက်နေတဲ့ PDF တွေလက်ထဲကိုအလှငွေတွေ ရောက်ဖို့နဲ့လက်နက်ခဲယမ်းတွေရောက်ဖို့အရေးကြီးပါတယ်အဲ့တော့ကျွန်တော်ရဲ့ campaign ဒီထဲမှာမပါဝင်ခြင်းဘူးဆိုရင်လည်းကိုနဲ့ရင်းနှီးတဲ့ PDF တွေရှိရင်လူတိုင်းလူတိုင်းတာဝန်သိသိနဲ့ဒီတော်လိုင်းကြီးကိုပါဝင်ပေးကြပါကိုယ်တိုင်းသွားလှူကြပါနော်အဲ့တော့အဲ့လိုမှဆက်တွယ်မရှိဘူးဒီထဲမှာပဲပါခြင်းလဲဆိုရင်လဲဝိုင်းဝန်းပြီးတော့ကူညီပေးကြပါဗျာနော်အဲ့တော့ဟော 90နိုင်နိုင်100နိုင်နိုင်ညမငွေ1000နိုင်နိုင်2000နိုင်နိုင်လူချင်းတလောက်လူပါကျွန်တော်တို့အလူခံပါတယ်လူခံပြီးရင်ကျွန်တော်ဒီလကုန်ရင်ကျွန်တော်လူချင်းတဲ့အတိုင်းတာကြီး9000ဒီနေ့ပြည့်ရင်ဒီနေ့မန္တလေးမှာမြင်းကြံခရိုင်မှာရှိတဲ့ဖွဲ့တွေမျှဝေပြီးမှာပါမနက်ပြန်ပြည့်ရင်မနက်ပြန်ပေါ့လေအဲ့တော့ဒီစံ9000ကတော့ဘယ်တော့ပြည့်မလဲတော့မသိဘူးကျွန်တော်အခုဆိုအလူခံလာတော့၄ရက်ရှိသွားပြီ၄ရက်ရှိသွားပြီကျွန်တော်အလူငွေ1000 2000 950တော့ရတာပြီဒါ၄ရက်အတွင်းမှာเนาะအဲ့တော့ဒီကြီးစံ9000ဘယ်တော့ပြည့်မလဲတော့မသိဘူးညာ ကျည်စံ9000ဒီနေ့ပြည့်ရင်ဒီနေ့ PDF တွေလက်ထဲအပ်ပါမယ်မနက်ပြန်ပြည့်ရင်မနက်ပြန်အပ်ပါမယ်အခုထိတော့ကျွန်တော်အလှူခံတာ4ရက်ရှိပါပြီအဲ့ဒီ4ရက်ထဲမှာ1000နဲ့2000နဲ့850ရထားပါတယ်အဲ့တော့ကျွန်တော်တို့ထိုင်းနိုင်ငံမှာရှိကြတဲ့ညီကိုမောင်မတွေပြည်ရင်းပြည်ပမှာရှိကြတဲ့ညီကိုမောင်မတွေကျွန်တော်နဲ့အတူတူတက်နိုင်တဲ့လောက်ပါဝင်ပေးကြဖို့အားလုံးကိုမေတ္တာရက်ကပါတယ်ကျွန်တော်ဒီတစ်ခေါက်ကတော့ဒီမန္တလေးခရိုင်အတွင်းမှာရှိတဲ့ PDF အဖွဲ့တွေကိုမျှဝေပေးမှာဖြစ်ပါတယ်ကျည်စံ9000ကံပေးမှာအခုကကျည်စံတစ်တောက်ကဘယ်လောက်လဲဆိုတော့ fight 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 ဆိုရင်မြန်မာငွေ1000ရှိတယ်ထိုင်းဘက်နဲ့ဆိုအနည်းဆုံးအကြည့်တတောက်100လောက်ရှိမှာပေါ့ဗျာ100 100လောက်တော့ရှိမယ်အဲသူတို့ကျွန်တော်တို့ဒီကနေ ကျွန်တော်တို့ကအခက်တာကဟိုအညာဒေတာကကြတော့ကျွန်တော်တို့ဒီပျက်စီးပို့လို့မရဘူးပတ်စံပဲပို့လို့ရတယ်ပတ်စံပို့လိုက်ရင်တို့လမ်းကြောင်းနဲ့တို့အဲဝယ်ယူရေးလမ်းကြောင်းတွေရှိတယ်မောင်ကိုလမ်းကြောင်းတွေရှိတယ်တို့လမ်းကြောင်းနဲ့တို့သွားဝယ်တာပေါ့နော်ကျွန်တော်တို့ကတော့ပတ်စံပဲထွေးပေးလိုက်တယ်အဲ့ဒီမှာတို့ဝယ်ကြတယ်ပေါ့လေဝယ်တာကိုတဲ့တို့မြင်းကျန်အရောက်ကိုတဲ့ជីတတောက်ကို1000နဲ့2000ပေးရတယ်တဲ့အာជីတတောက်ကို1000နဲ့2000เนาะအဲ့တော့ကျွန်တော်တို့15မိနစ်စာတိုက်ပွဲတစ်ပွဲဖြစ်မယ်ဆိုရင်ဘယ်လောက်ကုန်ကြမလဲလားတွက်ကြည့်လိုက်เนาะအဲ့တော့ PDF ျွန်တော်တို့ PDF ရေးပေါ့ဗျာ PDF ရေးပေါ့အနည်းဆုံးဒီတယင်းတယင်းမှာလူ150 200အနည်းဆုံးရှိတယ်အဲ့တော့အဲ့ဒီလူ150 200က15မိနစ်လောက်ပြစ်တယ်ဆိုရင်ကို15မိနစ်လောက်သူပြစ်ကိုပြစ်ပြစ်ရင်အနည်းဆုံးသိန်း300နဲ့400ကျားမှာကုန်တယ်ဒါ15မိနစ်စာတိုက်ခွဲတပွဲကိုပြောတာနော်အခုဆိုရင်အခုဆိုရင်အဲ့ဒီမြင်းကျက်မှာစစ်ကောင်စီကလေရင်နဲ့ဘုံလာကျဲတယ်လက်နက်ကြီးတွေနဲ့လာလာပြစ်တယ်ပစ်တာကိုစစ်စစ်ကောင်စီကစိတ်တိုင်းကြပစ်တာကိုကျွန်တော်တို့ PDF တွေကစိတ်တိုင်းကြ ပြန်မပြစ်နိုင်ဘာလို့လဲဆိုတော့ကြည်စံကနဲတယ်အဲ့တော့လိုအပ်တဲ့လောက်လေးပဲပြန်ပြစ်ပြီးတော့နောက်ဘုံပြန်ပြန်ဆုတ်လာရတယ်ဘာလို့လဲဆိုတော့ကြည်စံမရှိလို့အရန်ရေးကြီးနေတယ်အဲ့ဒီတော့ကြောင့်ကျွန်တော်ကကြည်စံလှူခံတာဖြစ်ပါတယ်အားလုံးတတ်နိုင်တဲ့လောက်ပါဝင်ပေးကြပါဗျာနော်အဲ့တော့စကားပြောတာတော့တော်တော်မောနေပြီဒီမှာလှူမယ်ဆိုတဲ့ comment လည်းမလာဘူးမစင်ကြမှာလည်းမလာဘူးဘယ်လိုလုပ်ရမလဲအားလုံးပဲတန်းတန်းတော့ပါဝင်ပြီးကြပါဗျာနော်အဲကျွန်တော်ကျွန်တော်ရဲ့ like ကအလှူခံတဲ့ like ဖြစ်တယ်ဆိုတော့အားလုံးလည်းသိပြီဆိုတော့လေကျွန်တော်ဒီညတော့ဒီလောက်ပဲဗျာနော်ဒီညတော့ဒီလောက်ပါပဲ မစင်ညာမှာပြောနေကမှာအားလုံးပဲ